်ကြိုက်တယ်မင်းချွတ်မင်းငါဆိုဘယ်မင်းငါမဆိုကြိုက်တာမင်းချွတ်ဆိုမင်းငါနာရင်တရေရိုးလာထိုင်ကစားရင်လည်းဘေးရလဲဘေးရလဲအဲ့လိုလေနေတိုင်းစားရအခွင့်အရေးပါပန်းဝင်းကကြိုက်တယ်လက်သုံးကြိုက်တယ်ကျွန်တော်တို့အမေတွေကလေငငယ်လေးတွေကစားကြင်လက်သုံးဆိုလဲဘာကြီးနဲ့အိမ်မှာတက်တာဝင်းကဆိုလဲအိမ်မှာချက်ချွေးတာအိမ်မှာရှိတဲ့လူ၅ယောက်ကိုလည်း၃ယောက်လောက်ကအမြင်စားပြန်ပါ ရာတော့ညဝင်ရလေးရတယ်အဲကျမရဲ့တူလေးပေါ့နော်သူကထားဟိုအရင်တော့ဟိုလေးလောက်မှဖွင့်တာလေဟိုလေးလောက်မှဖွင့်သေးတဲ့အခါကျတော့ဒီတက်တွေအဲ့တွေလာတော့တက်ရဆင်းရမှလည်းခက်မှလည်းဆိုတယ်ပြီးတော့ပေါ့နော်ဟိုအလွယ်တကူမဖြစ်မှဆိုလို့အခုရင်ကြီးထားမှဖွင့်ပြီးဆိုတဲ့အကြောင်းကိုပထမအဦးဆုံးပြောချင်ပါတယ် ကြိုက်တယ်မိုဟင်းကကြိုက်တယ်မင်းချောမိုဟင်းကဆိုဘယ်မိုဟင်းကမဆိုကြိုက်တာဒါပေမဲ့အခုတချို့ကြတော့လေဟိုအချိုမုတ်သုံးတော့မင်းချောကစီချိုသမားဆိုတော့မဖြစ်ဘူးလေအချိုမုတ်မသုံးတဲ့မိုဟင်းကလေးအကျော်ကျွတ်ကျွတ်ရွရလေးနဲ့မိုဟင်းကလေးအဲ့ဒီမိုဟင်းကလေးကိုမင်းချောကအမြဲတမ်းအားပါရရစားတယ်အကျော်လေးဆိုရင်လေကျွတ်ကျွတ်ရွရလေးအဖေလေးဆိုရင်လေဒီမှာတကယ်ငယ်ဖေးအစ်စ်ကလေးအဲ့ဒါလေးကိုမင်းချော အာပတရားစားတယ်လို့ပြည်သက်တရားလဲအာပတရားစားပါမြမမဟိညာဆိုတာမကြိုက်တဲ့လူရှိဘူးမကြိုးဆိုမိငါအနံ့ရတရင်ယူလာဟဲ့ငါစားနေတယ်ဘေးရလဲဘေးရလဲအဲ့လိုလေအခုတော့ဒီမဟိညာစားတော့တွေးလဲမတက်ဘူးဒါကြောင့်မလို့နေ့တိုင်းလို့လို့ပို့ခိုင်းပြီးတော့နေ့တိုင်းလို့လို့စားတယ်ပါရင်အိမ်မှာရှိတဲ့လူသားရောက်ကလည်း၃ယောက်လောက်ကမြင်စား။ဝင်းကားဆောင်တော်မြင်းကားကလေမေချိုရဲ့အိမ်မှာဆိုလို့ရှိရင်အိမ်မှာဒူဒူနေတဲ့ မင်းတို့သမီးရောက်ကြမင်းတို့သမက်ပေါ့မွေးငါ့လူစားတာမွေးငါစားမယ်ဆိုရင်မောင်ရဲ့ဝန်တရိယာတို့ကြိုက်တော့မွေးငါလာတော့ဝါတိုင်းလုံးစားပါရဲ့မွေးငါချိုက်တယ်လက်သုံးချိုက်တယ်ဒါပေမဲ့အုံးဟိုဘာခေါ်မလဲကြောက်အုံးတော့ကြောက်ကြောဒါပေမဲ့အခုတော့တိတ်တဲလို့မစားတော့မွေးငါနဲ့ခောက်ဆဲရစားတယ်မင်းတို့ဒီရွယ်ထိအသက်အရွယ်အာဒီအသက်ဒီရွယ်ထိယောဂကြီးကြီးမမမရှိဘူးဆိုတာကျမတို့အမေတွေကလေ ငယ်ငယ်လေးတည်းကစားကြင်လက်တော့ဆိုလဲဘာညင်းနဲ့အိမ်မှာတက်တာဝင်းကဆိုလဲအိမ်မှာချက်ချွေးတာအဲဒါကြောင့်မလို့လေဘီးဒရက်ဆိုဂျူးဖြစ်နိုင်စေတဲ့ကမီကမပါဘူးလေအဲဒါကြောင့်မလို့မင်းချို့ရခုချိန်အထိဒီလိုအရွယ်အထိဘာယောဂမှမရှိပဲနဲ့ခုလိုဘာခေါမလဲတော်တော်လာလာလှုပ်လို့ရှိရနေနိုင်နေကြမ်းပါလေဒါကြောင့်မလို့ဒီအချုံမုံကင်းတဲ့ဝင်းကလေးကိုစားပါလို့ပြောတာပေါ့ကိုရာရောချက်တယ်လားကိုရာမချက်တတ်ဘူး ဝင်းငါလေးရဲ့အရသာကိုလည်းစားပြီးကြပြီဖြစ်တဲ့အတွက်ကြောင့်အရသာလေးမှအချုံမုံမပါဘူးငါရဲ့အချိုလေးတွေနဲ့အရန်ချိုတယ်အရန်ဆောက်လို့မိနေဆိုတဲ့အကြောင်းကိုလည်းမချွာပြောပါတယ်ပြီးတော့ဒီမှာအကျော်ဆိုလေးအစုံလေးတွေစုံစုံကြီးကြီးစုံစုံလေးလေးတချို့ရွာလေးတွေစားရမယ်ပြီးတော့ဒီမှာမြူတီမုံနာနာမင်းကအစပေါ့နော်ဘာမှလိုလေတဲ့မရှိဘူးအထူးသဖြင့်ကတော့ပြီးတော့ဒီအချိုလေးတွေတဲနိုင်နေခိုးတော့ခက်ဆွဲလေးရှိတယ်ဘာဖြစ်လို့ပြောရလဲဆိုတော့ အဝေးကြီးကိုတက်ဖို့မလိုတော့ပါဘူးရှင်မပြင်းမတော့ပါဘူးညကြီးတက်မှာပဲစားလို့ရပါပြီပြီးတော့လဲတို့မြန်မာရဲ့ဂျွန်းတယ်လေးတွေမြေအိုးလေးတွေနဲ့စားတဲ့အတွက်တို့မြန်မာတွေမှာဒွန်းရင်ချင်းမှုတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းကိုသိပါစေလို့ဒီကျွတ်အဲ့လိုလေးသိစေချင်တဲ့စာနဲ့တူလေးဖွင့်ထားတဲ့ဆိုင်မျိုးအင်မတန်ရတာရှိတယ်မဟုတ်ညာဖြစ်ပါတယ်လို့ပြောပါတယ်ရှင်။ဘုံမင်းကဖြစ်တဲ့ပြည်သက်တည်းကတော့ဒီညာတောင်းညမင်းကကိုလက်မလွတ်နဲ့တော့ဘာဖြစ်လို့ဆိုတော့ အချိုမုတ်กินတဲ့အတွက်အာနီယက်กินတဲ့အတွက်စားပါလို့မချွတ်ထိုက်တွန်းတယ်ပြီးတော့ဗမာပြည်ပန်သမယလေးဟိုအဝေးမှာရောက်နေရင်လဲဘာလို့အတောင့်တဆုံးလဲဆိုဝင်းဟားကိုတောင့်တဆုံးလဲเนาะအားကြောင့်မလို့ဒီဝင်းဟားကိုမချွတ်ကြိုက်တယ်လို့ပြေးသက်တရားလဲကြိုက်မယ်လို့ပြောနေပါတယ်